မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာ17မြင်ကွင်းနေဦးတော်လိုင်းရေးကိုတမင်လဲပြန်ကြည့်ခြင်းနေဦးတော်လိုင်းရေးရဲ့ပထမလိုင်းပြီးဆုံးသွားပြီလို့နိုင်ငံရေးကဲ့ပြတ်သူတယောက်ရဲ့သုံးသပ်ချက်ကိုလူမှုကွန်ရက်မီဒီယာ Facebook တနေရာမှာဖတ်မိလိုက်ပါတယ်နေဦးတော်လိုင်းရေးဟာအများနဲ့သက်ဆိုင်တဲ့တတ်မှတ်ချက် နားလည်ဖွင့်ဆိုချက်တစ်ခုဖြစ်ပြီးပါတီတစ်ခုဖွဲ့စည်းတစ်ခုကတတ်မှတ်ခြင်းဖွင့်ဆိုခြင်းမဟုတ်ပါစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့အမြင်ရှိသူယက်တီချက်ရှိသူယုံကြည်ချက်ရှိသူတွေကရေပုံရအားဖြင့်နားလည်ဖွင့်ဆိုသတ်မှတ်ထားကြတဲ့သကလုံးတစ်လုံးသတ်မှတ်ဖွင့်ဆိုမှုတစ်ခုဖြစ်ပါတယ်။လူဦးတော်လည်ရေး၅နှစ်နေပါရောက်ရှိလာချိန်မှာအဲ့ဒီအကဲပြတ်သူက ပထမလိုင်းပြီးသွားပြီလို့အကဲပြတ်ကောက်ချက်ချခြင်းဟာဘယ်ချက်တွေကြောင့်ဘယ်လက္ခဏာတွေကြောင့်ကောက်ချက်ချလဲဆိုတော့ကိုတေးကြစွာမသိပေမဲ့လည်းသူ့ရဲ့အဆိုကိုအခြေခံက၅နှစ်တာကာလကိုပြန်လည်ငဲ့ကြည့်တဲ့လို့ ရှေးလာမဲ့မဝေးတဲ့အနာဂတ်ကိုလည်းမျှော်မှန်းကြည့်တင်တယ်လို့တွေးမိပါတယ်။၅နှစ်ကာလအတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေပြည်တော်စုသမရမြန်မာနိုင်ငံတော်မျိုးသားညီညွတ်ရေးဆိုရလဲပေါ်ထွက်လာခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF လဲပေါ်ထွက်လာခဲ့ပါတယ်။ပြည်တော်စုအစိုးရအပြင် အချို့သောပြည်내နဲ့တိုင်းလိုက်ကြားကာလအုပ်ချုပ်ရေးဆိုရတွေလဲပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ KNB မှာ Interim Executive Council ချင်းပြည်မှာချင်းပြည်ကောင်စီချင်းလန်းကောင်စီမွန်ပြည်နယ်မှာမွန်ပြည်ဖက်ဒရယ်ကောင်စီ ပို့အမျိုးသားဖက်ဒရယ်ကောင်စီတအားနိုင်ငံရေးအတိုင်ပင်ခံကောင်စီအစရှိတဲ့အဖွဲ့အစည်းတွေပေါ်ထွက်လာခဲ့ကြတာတွေ့ရပါတယ်။တောင်ပလောင်၊ကရင်နီနဲ့ချင်းပြည်တို့ကတော့ကြားကာလအုပ်ချုပ်ရေးကောင်စီဖြစ်နေပေါ်ထွက်လာတာမျိုးဖြစ်ပြီးမွန်ပို့အိုဒေသတွေမှာကတော့ပြည်ပြေဝဝဆိုလို့မရတဲ့အနေအထားဖြစ်ပါလေ။အဲ့ဒီပြည်နယ်ဖက်ဒရယ်ကောင်စီကြားကာလအုပ်ချုပ်ရေးကောင်စီတွေနဲ့ပြည်တော်စုမျိုးသားညီညွတ်ရေးအစိုးရတို့ကြားအပြန်အလှန်တာဝန်ခံမှုချိတ်ဆက်မှုကလည်းလုံးရှိတယ်လဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိသေးပဲတသမတ်တည်းတပုံစံတည်းရှိမနေလို့ဆိုရင်မှားမယ်မထင်ပါဒီပြည်နယ်တွေပြင်ကျန်းပြည်နယ်တွေမှာစစ်အာဏာမသိမ်းမီကတည်းကရှိနေပြီးဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့၎င်းတို့ရဲ့အုပ်ချုပ်မှုစနစ်နဲ့အုပ်ချုပ်နေကြတာလည်းရှိနေကြတာဖြစ်ပါတယ်ဥပမာအားဖြင့် KNU KNL ရဲ့အုပ်ချုပ်ရေးပုံစံနဲ့ကရင်ပြည်နယ်ပဲခူးတိုင်းအရှိတနင်္သာရီတိုင်းနဲ့မွန်ပြည်နယ်ကနယ်မြေအချို့တို့မှာအုပ်ချုပ်နေတာဖြစ်ပါတယ် KIO KIA ကကချင်ပြည်နယ်ကနယ်မြေတွေနဲ့ ရှမ်းမြောက်ဒေသအချို့တို့မှာ KIA အုပ်ချုပ်ရေးပုံစံနဲ့အရင်အတိုင်းဆက်လက်အုပ်ချုပ်နေတာတွေ့ရမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာတော့ရခိုင်တပ်တော်နဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်တို့က၎င်းတို့အုပ်ချုပ်ရေးပုံစံနဲ့အုပ်ချုပ်နေတာတွေ့ရပါတယ်။ဒါတွေကအုပ်ချုပ်ရေးပုံစံအဆင့်ဆင့်လည်းမဟုတ်စင်ပြန်လည်းမဟုတ်လို့ဆိုရမယ့်အနေအထားဖြစ်ပြီးအများစုကတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်လို့ဆိုရင်တော့ဆိုနိုင်မယ်ထင်ပါတယ်။လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကြည့်မယ်ဆိုရင်တော့တိုင်းရင်းသားနေပြည်တော်ဖယ်ပြီး မန္တလေးစကိုင်းမကွေးနေပြီးတော့ကောင်းစီနယ်မြေပဲခူးတိုင်းနောက်ပိုင်းအေရီတိုင်းရန်ကုန်တို့မှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ဝန်ကြီးဌာနအောက်ကလက်နက်ကိုင်အဖွဲ့တွေလည်းရှိတယ်လို့ကာကွယ်ဝန်ကြီးဌာနအောက်မှာမရှိတဲ့လက်နက်ကိုင်အဖွဲ့တွေလည်းရှိနေတာပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ့မဲ့တွက်ပဲအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမိန်ပေးကုကဲမှုအောက်မှာတရင်ပေါင်း300ကျော်ရှိတယ်လို့လည်းအချို့သော ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေအရသိရပါတယ်အဆိုပါတရင်တွေစီးရင်လည်းမဟုတ်တဲ့တီးကြဖွဲ့စည်းထားတဲ့တရင်တွေ ကာကွယ်ရေးတပ်ဖွဲ့တွေဒေသအမည်မဟုတ်ဘဲအမျိုးမျိုးသောအမည်တွေနဲ့အဖွဲ့တွေလည်းအများအပြားရှိနေကြတာဖြစ်ပါတယ်။ဒီလိုပြန်ကျဲနေတဲ့လန်နက်ကိုင်အဖွဲ့အများအပြားကိုဘယ်လိုအချက်ပေါ်အခြေခံပြီးစူးစီးမလဲဆိုတဲ့မေးခွန်းလဲလွန်ခဲ့တဲ့၄နှစ်ဝန်းကျင်ကတည်းကပေါ်ထွက်ခဲ့ပေမဲ့အခုအချိန်ထိကျေနပ်တဲ့အဖြစ်မရရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။နိုင်ငံရဲ့အယူဝါဒပေါ်အခြေခံပြီးစူးစီးကြမလား။ရမုံငွေလက်နက်ခဲယံထောက်ပံ့မှုအပေါ်မှာမူတီစူးစီးကြမလား။ဒါမှမဟုတ်အင်အားကြီးတဲ့အဖွဲ့တွေက တင်းငယ်တဲ့အဖွဲ့တွေကိုအင်အားသုံးပြီးဖိအားပေးပူးပေါင်းအောင်လုပ်ကြမလားဒါမှမဟုတ်တိုက်ပွဲတိုက်ကြတဲ့အခါမှသာပူးပေါင်းတိုက်ခိုက်ကြတာမျိုးနဲ့ရှေ့ဆက်သွားကြမလားဆိုတဲ့မေးခွန်းရှိနေပေမဲ့အဖြေတော့မရှိသေးပါဘူးအာလာသိန်းစစ်တပ်ကိုရောက်ပိုင်းညီတော်မဟာမိတ်၃ဘွယ်ကတပြိုင်နက်ထိုးစစ်ဆင်ခဲ့ကြတဲ့2029စစ်စင်ရေးရဲ့ပထမပိုင်း2023အောက်တိုဘာမှ2024ဇန်နဝါရီလထိတစ်ဖြတ်ကာလမှာနေမြေတွင်မြို့တွေအများပြားသိမ်းပိုက်နိုင်ခဲ့သလိုအာနာသိန်းစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တွေကို စစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့အထိအောင်မြင်မှုတွေရှိခဲ့ပြီး2024ဇူလိုင်ကပြန်ဆတဲ့စစ်စင်ရေးဒုတိယပိုင်းမှာလည်းမြို့တွေအများပြားထပ်မံတည်ယူကာစစ်တိုင်းဌာနချုပ်တွေကိုပါတည်ယူနိုင်ခဲ့တာဖြစ်ပါလေဒီအချိန်ကာလတွင်းမှာပဲမြို့သားညီညွတ်ရေးအစိုးရလက်အောက်က PDF တပ်တွေကလည်းမြို့အချို့နယ်မြေအချို့တည်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်ကရင်ပြည်နယ်ကချင်ပြည်နယ်ရှမ်းမြောက်ရခိုင်ချင်းစကိုင်းထပ်ပိုင်းမကွေးတိုင်းတို့မှာတော်လိုင်းအင်အားစုတွေဘက်က နေပြည်တော်အများပြားသိမ်းယူနိုင်ခဲ့တာဖြစ်ပါလေဒီကာလဟာလက်နက်ကင်တိုက်ပွဲရဲ့အောင်ပွဲအမြင့်ဆုံးကာလလို့ဆိုရမှာဖြစ်ပြီးအဲ့ဒီလိုအောင်မြင်မှုအမြင့်ဆုံးရောက်ခဲ့တဲ့ကာလအလွန်လအနေငယ်ကြာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာတော့အချို့သောတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေအပြည့်ရခဲ့သလိုတော်လှန်ရေးအင်အားစုတွေဘက်ကသိမ်းယူထိန်းချုပ်ထားတဲ့နေပြည်တော်ပြန်လည်လက်လွတ်ဆုံးရှုံးခဲ့တာဖြစ်ပါလေယခုနှစ်နှစ်လဲဝင်းကျင်ကစခဲ့တဲ့စစ်ရေးချိန်ခွင်ရှာအပြောင်းအလဲက ခုနှစ်ကုံဆုံးကန်ဒီနိုဝင်ဘာလအထိဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပါတယ်။တော်လိုင်းလက်လက်ကိုင်းအင်အားစုတွေရဲ့စစ်ရေးအသားစီးရမှုဟာ2024နှစ်လမှာအမြင့်ဆုံးကန်ဒီတန့်ပြီးတဖြည်းဖြည်းကြာဆင်းနေတဲ့သဘောကြောင့်ဒီအချက်တွေကြောင့်လူဦးတော်လိုင်းရဲ့ပထမလှိုင်းကပြီးဆုံးသွားပြီဆိုတဲ့သဘောမျိုးကောက်ချက်ချတဲ့သဘောလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အဲ့ဒီလိုဆိုခဲ့ရင်ပထမလှိုင်းပြီးရင်ဒုတိယလှိုင်းကဘယ်တော့ရောက်လာမှာလဲ။ဘယ်လိုရောက်လာမှာလဲဆိုတဲ့မေးခွန်းလည်းမေးစရာရှိပါတယ်။ တော်လိုင်းအင်အားစုတွေကြားနိုင်ငံရေးအရစူးစီးနိုင်မှလက်နက်ကင်တပ်ဖွဲ့တွေရဲ့စူးစီးမှုဖြစ်လာမလားအကျိုးစီးပွားခြင်းပြည်ပခစန့်ကျင်ဘက်ဖြစ်တာမျိုးမရှိမှစစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်မှာလားအိန္ဒိယတရုတ်နိုင်ငံရဲ့တက်ရောက်မှုဩဇာဖိအားကိုဘယ်လိုစီမံကိန်းတွေကြမလဲစတဲ့မိကုန်းတွေကိုဖြေနိုင်အတားအဆီးတွေကိုဖယ်ရှားကျော်ဖြတ်နိုင်မှဒုတိယလှိုင်းကိုစတင်နိုင်မယ်သဘောလို့ဆိုရင်မှားမယ်မထင်ပါတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေအချင်းချင်းကြားနေမြေပိုင်ဆိုင်ခွင့်ပိုင်ဆိုင်မှု ထိန်းချုပ်မှုထိန်းချုပ်ခွင့်တွေနဲ့ပတ်သက်လို့အငင်းခုဖြစ်လာခဲ့ရင်ပို့တက်မှုဖြစ်လာရင်ဘယ်လိုဖြေရှင်းကြမှာလဲဒိုင်းသားလနဲ့ကိုင်းလူမျိုးတစ်ခုနဲ့တစ်ခုကြားမျိုးသားရေးဝါဒအချင်းချင်းအားပြိုင်မှုပြိပိကဖြစ်မှုထိတ်တက်ရင်ဆိုင်မှုတွေမပေါ်ပေါက်အောင်ဒေနိုင်ငံရဲ့အယူဆနဲ့ဘုံတူညီချက်တွေကိုအခြေခံဖြေရှင်းကြမှာလဲဆိုတာလဲဖြေဆိုရခက်ခဲတဲ့မိကုံးတွေရှိနေတာဖြစ်ပါတယ်ဆယ်စုနှစ်ရှစ်ခုရှိနေပြီဖြစ်တဲ့ပြည်ရင်းစစ်ရဲ့အရင်းကအကြောင်းတရားဖြစ်တဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးအတွက် ဘယ်လန်းဆောင်ကနေစူးစီးကြပါလဲပြည်တွင်းစစ်ဆင်တွဲရင်အမျိုးသားရေးဝါဒနဲ့စစ်ဘီရင်ဝါဒအငွေ့သက်တွေတဖြည်းဖြည်းလွှမ်းမိုးလာကြတာကိုလည်းသတိပြုမိကောင်းပြုမိကြပါလိမ့်မယ်လူဟုတော်လည်ရင်မှာအဆိုပါရေရှိအကြောင်းရင်းကန်နဲ့ပြတ်တလားရေတို့အကြောင်းချက်နဲ့ပြတ်တလားတွေကိုဖြည့်ရှင်းဖို့လမ်းစာရှိပြီးအဲ့ဒီလမ်းစာပေါ်ကိုလည်းစတင်ရှောက်လိုက်နိုင်ကြရပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ခဲ့ရင်တော့ရေတို့ပြတ်တလားဖြည့်ရှင်းရင်ရေရှိပြတ်တလားအစ်စ်တွေထပ်မံမွေးဖွားသလိုဖြစ်မဲ့အရေးလဲသတိပြုသင့်ကြပြီဖြစ်ပါလိမ့်ခင်ဗျာ